စိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲ။ဒါမှမဟုတ်ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခကကုလို့ရတယ်။စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင်လုပ်ရမယ်။ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်သမထအကျင့်စဉ်ဝိပဿနာအကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ် စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်တတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိ ंछ ုပ်ဖို့အရေးကြီးတယ်ဟာထိရခက်တယ်ဖေဟာတရွာဒီလိုပြောတယ်ထိရခက်လို့မထိန်ဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာလွတ်ထားရင်ပိုဆိုးတာအဲလွတ်ထားမဲ့အတူတူရသလောက်ထိန်ချီရတယ် ရသလောက်ထင်ကြည်ရတရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရန်စာပေတယ်ဘာနဲ့ဥပမာပေးလဲစိတ်ကအဲ့နှစ်သိုးလိုပဲနှစ်သိုးလေးပဲနှစ်သိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှစ်သိုးလေးနွားနွားပေါက်စာလေးခုံပေါက်နေတာအဲ့နှစ်သိုးငိန်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထားခြိတိုင်နဲ့ခြိထားတော့မှအဲ့နှစ်သိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာ နောက်တော့သူပြင်းရင်ပြင်းရင်နဲ့အဲ့ချီတိုင်းမှာကျိုးဝပတ်ပြီးနောက်တော့မောရင်နဲ့နှစ်တိုးကချီတိုင်းမှာငြိမ်သွားတယ်လို့ပဲတဲ့စာအထုတ်ခါစာယောဂီမှာစိတ်ကလေးကနှစ်တိုးနဲ့တူတယ်ဟိုးအမြဲတမ်းခုံပေါက်နေတာဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဟာလွတ်နေတော့ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင်သူကပို့ပြီးတော့ဆိုမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ချီတိုင်းကိုရောက်နော် ခြေတံဝေရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထင်းချိုးလိုက်လွတ်သွားလိုက်ပြန်ထင်းလိုက်လွတ်သွားလိုက်ပြန်ထင်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထင်းရင်ထင်းနဲ့သူကစိတ်ကလေးကတမာဒီလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တယ်မှာကိလေသာတွေရှားမခိုးတော့လောဘတွေအခုနေသွားမယ်ဒေါသတွေအခုနေသွားမယ်မောဟတွေအခုနေသွားမယ်လောဘဒေါသမောဟဆတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်တော့ စိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာပါရောအမှမရှိ စိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ်းချမ်းနေတာလူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ယောဂဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာအိုး စိတ်မှသာလေယောဂရနိုင်မယ်စိတ်မှသာလေအနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကွန်ခိုင်းမှသွားပြီးတော့ဆိုဖာကြီးပေါ်မှာဟိုးတိတ်ပြီးတော့နူးညံ့သိမ်းမွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငြင်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပဲလေမအေးချမ်းတော့